တို့ကိုယ်စလေအရန်ဖြစ်ချင်နေတဲ့တော့သတ္တခံကတော့တို့ကိုယ်စလေလုံးအဖြစ်ကနေပါပေဖြတ်ခံရပြီးတော့သိရပါတယ်။ဘာကြောင့်ပေဖြတ်ခံရလဲဆိုလို့ရှိရင်တော့ငမွေးအဖြစ်ကနေပေဖြတ်ခံရလို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးဖို့ရောထင်ပါဒီနေ့က2025အော်တိုဘာလ25ရက်နေ့ညနေပိုင်းဖြစ်ပါတယ်။ဒီနေ့ညနေပိုင်းမှာတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တို့ကိုယ်စလေအရန်ဖြစ်ချင်နေတဲ့တော့သတ္တခံကတော့တို့ကိုယ်စလေလုံးအဖြစ်ကနေပါပေဖြတ်ခံရပြီးတော့သိရပါတယ်။ဘာကြောင့်ပေဖြတ်ခံရလဲဆိုလို့ရှိရင်တော့ ငမွေးအဖြစ်ကလည်းပြဖြတ်ခံရတယ်လို့ပြီးရပါတယ်။သူတို့လူကတော့အရင်တော့ကတော့ချုပ်စည်းရေးစီကိုပြောခဲ့ပြောနေခဲ့တဲ့အာတသက်ခံဖြစ်ပါတယ်။လူတွေပြောခဲ့လေဆိုလို့ရှိရင်တော့အရင်တော့က LND ကဘာကြောင့်ငါလူကလွတ်အာပါတီဝင်ခွင့်မရတာလဲမရနိုင်တာလဲကျွန်တော်တို့အာ၄၅နှစ်ဒါလေးတွေကပါကျွန်တော်တို့ပါတီပြန်ပြန်ခွင့်ဝင်ခွင့်ရခဲ့ပါတယ်ရနိုင်ခဲ့ပါဆိုပြီးတော့ ဝေဖန်ပြောဆိုနေပါတယ်တခြားဟာတွေလည်းအများပြတ်ကိုဝေဖန်ခဲ့ပါတယ်ဆိုတော့သူကဘလူတွေဘုံမခဲ့လဲဆိုတော့ကျွန်တော်တို့အာမီဒီယာတခုကတော့မီဒီယာလို့ပြောရမှာမဟုတ်နော်မီဒီယာတခုကမေးခဲ့ပါတယ်အာတီတူတွေကမင်းကိုဘုံမတယောက်လို့ဗေဒန်ပြောနေကြပါတယ်ဘလူခန်းဆိုင်ဘလူပြောချင်လဲဆိုပြီးတော့မေးနေတဲ့အချိန်မှာသူတို့တွေကဘုံမလို့ထင်ရင်ကျွန်တော်ကဂျမားကနော်အာဘုံမတယ်ဆိုပြီးတော့ပြောနေတဲ့တသက်ခံခုဆိုရှင်ဘောဘလူပဲမမအပြေခံရပြီ လို့စွမွေဖြစ်နေလို့ဘောနော်အာမွေမွေငမွေဖြစ်နေလို့ဘာလို့လဲဆိုလို့ရှိရင်တော့မွေသူ့တော့စစ်တပ်တွေကလည်းသူ့တော့အတွက်အကျိုးမရှိတဲ့သူတွေဘာတီဖက်ဆက်မင်းမျက်မရှိတဲ့သူတွေသူ့တော့အတွက်မလုံနိုင်တဲ့သူတွေကတော့အာဘေဒိုဘေဒူဘေကောင်ကမှခံမှာမဟုတ်ဘူးဆိုတော့သူတို့အတွက်အကျိုးမရှိလို့မခံတို့တာဆိုတော့ဖြစ်ချင်တော့ဒီဟာကဘလူတွေဖြစ်ခဲ့လဲဆိုလို့ရှိရင်တော့ဒီဒုဒတ်သက်ခံဘာလို့ ။ဦးစေလွန်အဖြစ်ကနေပြည့်ဖြတ်ခံရလေဘလူးအမွေးငမွေးဖြစ်နေတာလေဆိုတော့ကိုကျွန်တော်ပြောပြမယ်။ဒါကတော့ခေတ္တမီဒီယာသတင်းဌာနကဖော်ပြတာဖြစ်ပါတယ်။ရန်ကုန်မြို့တွင်မအောင်မီသောစတီအက်ဇဒန်းအင်ယာစီမံကိန်းဘောနော်စဒက်စ်အင်ယာစီမံကိန်းကြောင့်ငွေကြေးဘီလီယံ100ကျော်အကျွေးတင်နေသည့်ပြီးသူစစ်ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခမ်းမှလွတ်တော်ကိုယ်စားလှယ်လွန်အဖြစ်မှပေးဖြတ်ခံရကြောင်းနိုင်ငံရေးအသံဝန်ကပြောဆိုပါတယ်ဆိုပြီးတော့ဖော်ပြတာတွေ့ရပါတယ် ကဘာအေးဖျားလန်နဲ့ဆန်ရဆန်လန်တောင်မှရှိတဲ့68 residence အရာစီမံကိန်းကိုတသက်ခန့်နဲ့အောင်ကျော်ဝမ်းတို့ကကံဘိုးရဲ့ဘန်ထံမှငွေကျက်ပြီးလျံတရားကျော်ချင်းငှခဲ့ကြောင်းတောရတန်68 city residence အရာစီမံကိန်းမှာအချင်းမင်းပြီးစီးချင်းမရှိချင်းအခန်းအနှံ့ချင်းမရှိမရှိခဲ့ကြောင်းသူပြင်ကံဘိုးရဲ့ဘန်မှာ ချီးယူထားသောငွေကြေးဘီလီယံတရာကျော်မှလည်းပြန်လေဘေးဆန်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်ဆိုပြီးတော့ကိုပြတာတွေ့ရပါတယ်ဆိုတော့ဒီထက်ကတွဲတော်ကူစလီလောင်းအကြီးအချင်းသက်မှတ်ချက်မှလူလူမွေးအဖြစ်တသက်သက်ဆန်ရာရတရားရောင်းဤကျင်းညာခံရခြင်းမှလွဲလွဲမြုပ်ခွတ်မရသေးသူဆိုတာပါတယ်အဲ့ဒါအဲ့ဒီတော့ ရောဒတခံကိစ္စကလူမွေးတော့မကြင်ညာခံရသေးတော့လေအကျွေးပြန်မဆက်နိုင်လို့တရားတရားတရားတပုံပေါ်တော့ဖြစ်နေတဲ့သဘောတော့ရှိတယ်တဲ့ဆိုတော့အရင်အချင်းတတ်မှတ်ချက်နဲ့ကတော့ညစ်ညစ်လေလို့ပြောလို့ရတယ်လို့မငင့်သေးဘူးလို့လေပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေးအဖြစ်ကြီးညာခံရတာမျိုးလေရှိလာနိုင်တယ်တဲ့ဆိုတော့သူကတော့ လူမွေးဖြစ်ဖြစ်ပေါ်များဖြစ်ဖို့များတယ်ဗောနော်အာဖြစ်လာနိုင်တယ်တဲ့ဒါကြောင့်လွတ်တော်ကုစလေလွန်အဖြစ်ကနေဒီဖြတ်ခံရတာဗောနော်လွတ်တော်ကုစလွန်ကုစလေလွန်အဖြစ်ကနေဒီပေးဖြတ်ချင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်း စေချင်းတောင်တရားအပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရဲ့အသံဝန်ကသုံးသပ်ပြောဆိုပါတယ်တဲ့သူတို့တွေသုံးသပ်တာဘောနော်ဒီဟာကတရားဝန်တော့မဟုတ်သေးဘူးဒါမဲ့လေသူကမဆက်နိုင်တဲ့အတွေ့အကြုံဒီအကျွေးတွေကိုမဆက်နိုင်တဲ့အတွေ့အကြုံလို့ငမွေးဖြစ်ဖြစ်နေတာဘောနော်ကိုကြည့်မှာတော့ဆိုတော့စစ်တပ်ကပြင်စင်ထားသောပြည်သူလွတ်တော်ရွေးကောပွဲဥပဒေအခန်း၅ပုံမှရှေ့ရောက်ဘောနော်အရာကြီးပါလွတ်တော်ကိုစလီအကြီးအချင်းတတ်မှတ်ချက်တွင်နိုင်ငံတော်နဲ့ပုဂ္ဂလိကသို့မဟုတ် ဒီထဲမှာမသိတော်ဒီပေးရန်တာဝန်ကင်းရှင်းသူများဟုပြတ်ထန်းထားရာတတခတ်မှာကမ္ဘောဒီးယားပန်တို့ငွေငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပေါ်မှနဲ့လေညှင်းဆွဲနေကြောင်းသိရရှိသိရှိရပါတယ်ရန်ကုန်မြို့ပန်းမြို့နယ်ဇီယာဇန်လန်းနယ်ကမ်ဘာကပအေယာအေဖျားကြောင့်ဘုရားလမ်းဘုရားလမ်းမှာရှိတဲ့မေတေကပုံတွင်တီးဆုပ်ခဲ့သောတီးဆုပ်ခဲ့သော နစက်ခွန်ထအမင်းရှိ68 Mr. Dress အစစ်မိကွန်ဒိုကို United GB ပေါ့နော်အာ development development company က tower uti ဆော့နေခြင်းဖြစ်ပြီးတသက်ခန့်နဲ့ on joe one မှာအစိုးပါ company ဤဥက္ကဋ္ဌနဲ့ writer များဖြစ်ကြသည်လို့သိရပါတယ်သူကတော့ writer ပါဖြစ်ဖြစ်ပါဘောနော်ဆောင်ရွက်ခဲ့ပါတော့ဆိုတော့သူကဒီ ပြည်သူစစ်ဆောင်ပါတီဥက္ကဋ္ဌတသက်ခံမှာလာမဲစစ်တပ်ကပြုလုပ်မဲ့ရေကိုပွေတွက်ရန်ကုန်တန်းအမျိုးသားမျိုးသားလွတ်တော်မေးစံတန်းနေအမတ်နှင့်မာဝန်ရော့ရှင်းပြန်ရန်ရှော့လွာတင်သွန်းခဲ့ပြီး၎င်း၏မေးစံတန်းနေတွင်ဘဘန်းကမာရွေအလုံးစမ်းချောင်းဂျီမီတန်းလမ်းမရန်ကုန်မြို့ဥက္ကလာပမြို့နေတို့ဘာဝန်ပါလေတဲ့တသက်ခံဤပါတီမှာ တဏ္ဍာန်ကလုံးအတန်းအတာဖြန့်ဝမ်းရော့ရှင်ပြန်ခြင်းဖြစ်သည်တသက်ခန်ဒီ2020 2015ခုနှစ်တွင် LND ပါတီ၏၎င်းမြောက်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်အနံရရှိခဲ့ပြီး2019ခုနှစ်တွင် LND ပါတီမှနောက်ထွက်ခဲ့သူဖြစ်ကြီးတဲ့2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူခဲ့ အာထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခံဤပြည်သူ့စစ်ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနံ့မရပဲအမနံ့မရရှိခဲ့ပဲဖက်ခွလန်အောင်ရှောင်းနေခဲ့ပါတဲ့အဲ့လိုရှောင်းနေနေမှုကြောင့်သူကမကြေနပ်ပွဲရှစ်သက်တွေထဲမှာဘိုးမဖို့ဘိုးမပြီးတော့သူကကိုစရီလောင်းကိုလွတ်တော်ကိုစရီလောင်းကိုဝန်ပြန်ချင်တာပေါ့နော်ဆိုဒီကျမှာတသက်ခံမှာတဲ့2021အာနာသိမှုဖြစ်ပွားပြီးတဲ့နောက်မှာစကောင်းစီတွင်လူမှုဝန်ထမ်း ကေစီရည်နဲ့ပြန်လေပြန်လေနေရာချက်ထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်လ3ရက်နေ့တွင်ဟိုတီနဲ့ပြည်သွာလာရေးဝန်ကြီးဌာနပြီးထောင်စုဝန်ကြီးအဖြစ်အပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ဝန်ကြီးရထိုတာဝန်မှအနာပေးခံခဲ့ရပါတယ်တဲ့ဆိုတော့သူကတော့အနာပေးခံခဲ့ရသူဖြစ်ပါတယ်တသက် သူတို့ပြောချင်တာကဒီထဲမှာစောကြီးစောကြီးပြောခဲ့ပြောနေခဲ့တဲ့ဒုသက်ခံဆိုတာကအရင်တည်းကဒရင်းစာစင်လေးပွဲမှာလည်းသူတို့အများကြီးပြောခဲ့ပါတယ်မနော်အဒွန်ဆန်းစုကြည်ကသူ့ရဲ့ပြင်းမှုအအကဒီလက်စာမှုဘာညာပေါ့မျိုးမျိုးပြောခဲ့အဲ့ဒါကြောင့်သူ့ရဲ့ပြစ်ကိုခံနေတာပါဆိုပြီးတော့ပြောနေပါတယ်ဆိုတော့အခုချိန်မှာတော့သူကူတန်ကငမွေးဖြစ်ကနေအဲ့ဒီကံမွေးရဲ့ဘန်ကချီးထားတဲ့ဟာကိုမပေးနိုင်လို့သူကတော့လွတ်တော့ပြန်ခွင့်မရတော့ဘူးလို့သိရပါတယ်ဆိုတော့ ဖြစ်ချင်တော့ဘလူဘေးပြုတ်ပြုတ်ပေါ့နော်သူတို့တွေကတော့အခုချိန်မှာစစ်တပ်ကိုအရန်ကိုဘုံမနေလေသူတို့အတွက်စစ်တပ်တွေလည်းဘာမှသုံးစားမရဘူးဆိုလို့ရှိရင်တော့ပြဖြတ်ခံရမှာသူတို့အခုချိန်မှာအနာပေးခံရတဲ့သူကတနင်းတဟောင်းနဲ့ပြင်ပြီးတော့ကြိုးစားလာတယ်ဘီလိုနည်းနဲ့အာကျွန်တော်တို့အပြင်ပြီးတော့စားလို့ရမလဲပြည်သူတွေကိုမျိုးစွတ်လို့ရမလဲဆိုပြီးတော့စူးစမ်းနေပါတယ်ဘယ်လိုပဲဖြစ်အခုချိန်မှာတော့အာငွေအများကြီးမရှိတဲ့အတွက်ကြောင့်တော့ချီးထားတဲ့ငွေရှိတဲ့အတွက်ကြောင့်တော့သူကတော့အာ လွေတော်ကိုယ်စီလောင်းချစ်ကိုမခံတော့ဘူးလို့သိရပါတယ်အခုချိန်မှာဘလူတွေဖြည့်စင်ချက်ထွက်လာမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အခုချိန်မှာသူတို့တွေပါတီနဲ့ကလည်းပါတီတွေပါတီဖို့တွေကလည်းတရားဝင်ကြင်ရခြားချင်းတော့မရှိသေးပါဘူးဖြစ်ချင်းလုံးငမွေးဖြစ်ကနေတော့ဖြစ်လာဖို့များတယ်အခုချင်းချစ်ချင်းတော့မဆက်နိုင်ဘူးဆိုလို့ရှိရင်တော့ငမွေးဖြစ်ကနေကြင်ညာချက်ထွက်လာအာကြင်ညာလာပုံများတယ်ဗောနော် ဒါကတော့တသက်ခံနဲ့ပတ်သက်ပြီးတော့ပြောပြရခြင်းဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမနေ့ပြန်မနေ့ကျမှပြင်ပြီးတော့တွေ့ကြပါမယ်